အပမတကောအယံကလေးယောအခေတုဒနပရာဇေယောတပ္ပတာပိသဟာပိအတ္တနာအယမေဝမဟန္တရောကလေးယောသူကတိတုမနံဘရောတေယိတဲ့ဒီကဓာတွေကအလွတ်လည်းမရတဲ့ခါကျတော့ကြည်ဖတ်ရတာတောင်မှထောင်းတောင်းဖြစ်နေဟုတ်လားဒါမဲ့အတိဗေကပါပြောတော့အပမတကောအယံကလေးယောအခေတုဒနပရာဇေယောတပ္ပတာပိသဟာပိအတ္တနာဩဖဲရိုက်လို့လောင်းကစားလုလို့တချို့ရှုံးရဘလောက်ထိရှုံးတော့ သဟာပိအတ္တနာကိုနဲ့တကွာတပ္ပတာပိအလုံးစုံရှုံးသွားတယ်ပစ္စည်းတွေမကဘူးဘဝပါရှုံးသွားမှာတချို့နော်အိမ်ပေါင်ရိုက်တယ်ဟုတ်လားဖဲရိုက်တာကိုလေအမျိုးမျိုးပေါ့ဟုတ်လားတချို့မင်းငါကြုံခံမဲ့ရှုံးလို့ရှိရင်ဟောကိုကိုကိုတောင်မလုပ်တာတော့ဖဲပေါင်ရိုက်တဲ့သဘောမျိုးပေါ့ဟုတ်လားဒါကိုပြောတာနော်အဲ့ဒါလိုလောင်းစားပွဲမှာကိုနဲ့တကွာရှိသမျှအကုန်လုံးရှုံးသွားတာကိုတဲ့ အပ္ပမတ္တကောအဲ့ဒါအနေငယ်ပါတဲ့အဲ့ဒီအရှင်ဟောသိပ်ပြီးတော့မကြီးပါဘူးတဲ့အယမေဝမဟန္တရောကလိနော်အခုပြောမဲ့အပြစ်ကြီးရမှာတကယ်ကြီးတာတဲ့ဘယ်အပြစ်တုံးလဲရောသူကလေးသူမနံဘရောတိတဲ့ကောင်းကောင်းကျင့်နေတဲ့တကယ်ကောင်းတဲ့လူကိုမကောင်းဘူးလို့စိတ်ထဲကနေထင်ပြီးတော့စိတ်တွေနဲ့ပြင်မာနေဒေါသတွေနဲ့လကားလူဟုတ်လားစိတ်ကအဲ့လိုဖြစ်လာတဲ့ခါကျတော့နှုတ်ကတခါတခါပြောမိကုန်ပဲပေါ့နော်ခုနကတုန်းကဒါ ကောကလေးကကိုအကြောင်းပြုပြီးတော့ပြောနေတာဟုတ်လားအခုသူဘာဖြစ်သွားပြီတော့အဝီစီငယ်တောင်ရောက်သွားပြီနော်အလွန်ကြီးမားတဲ့ဒုက္ခပေါ့ဟုတ်လားအဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကထာကိုလွန်တယ်လို့ပြောလို့ရမလားမရနော်လောင်းကစားလှုပ်လိုက်တာဘဝပါမကပိုင်ဆိုင်တဲ့မြတ်အကုန်လုံးမှာရှုံးသွားတယ်အဲ့ဒါဘာမှမပြောပါတော့ဘူးတဲ့နော်ကောင်းကောင်းကြည့်နေတဲ့လူကိုစိတ်ထဲကနေပြီးတော့နော်မကြည်မလင်းဖြစ်ပြီးတော့စိတ်တွေနဲ့ပြင်းမာနေတာအဲ့ဒီအပြစ်ကသာလဲအလွန်ကြီးမားတဲ့အပြစ်ဖြစ်ပါတယ်တဲ့ ကထာသုံးဖို့နော်နောက်ဆုံးကထာလေးကတော့ तू ကြသွားတဲ့ငရဲရဲ့တက်တန်းကိုတွက်ပြထားတာမို့လို့အဲ့ဒါကိုဘုံဘုံကမပြောတော့ပါဘူးဟုတ်လားဒီနှုတ်နဲ့စိတ်နဲ့ပေါင်းပြီးတော့မှားယွင်းမှုတွေကိုလှုပ်ချလိုက်တာအကျိုးရလက်ကဘယ်ရောက်သွားတာငရဲထီရောက်သွားတာမြင်ရမယ်နော်ဘာနဲ့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 ပေါင်းပြီးတော့အလုပ်လုပ်လုပ်တာနော်စိတ်နဲ့နှုတ်နဲ့ပေါင်းပြီးတော့အလုပ်လုပ်တာဟုတ်လားအဲ့ဒါကြောင့်မလို့ तू မကောင်းတဲ့ဘဝကိုရောက်သွားတာ အဲ့လိုမျိုးမျက်စွာဗျာနော်ဒီကော့ကလေးကကိုအကြောင်းပြုပြီးတော့ဒီကာထာလေးတွေဟောအဲသူ့အကြောင်းကမဆုံးသေးဘူးဒီနေ့ကတော့သူ့အကြောင်းပြောတာနဲ့ပြီးမှာနော်ဘာပြောနေရရှိတုံးဆိုတော့ तू အဲ့လိုဖြစ်သွားတာကြီးကသာသနာမှာအလွန်ထင်ရှားတာပေါ့နော်အကသဘကကြီးနှစ်ပါးကိုပြင်မလို့ဖះတားတာတောင်မရနော်ဒုက္ခတွေအကြီးအကျယ်ရောက်ဟာကောင်းကောင်းစားကနေအနာကြီးတွေပေါက်ပြီးတော့ဒီအနာကြီးဘိုင်းတွင်သေပြီးတော့ ်ငရဲရောက်တော့တာတော့တာမန်လူတော့မသိဘူးဒါပေမဲ့မြတ်စွာဘုရားနဲ့အရိယာသူတော်ကောင်းကြီးတွေကသိကြတဲ့အခါပြောတော့လေပဲကျန်တဲ့လူတွေလည်းသိတယ်။အဲဒါကိုကြောင့်ပြုတော့မြတ်စွာဘုရားဇတ်တော်တွေအများကြီးဟောတယ်။ကြုံတိုင်းသူ့အကြောင်းကိုလည်းခဏခဏပြောပြနေဟန်တူတယ်။အဲပြောတိုင်းဇတ်တော်လေးတွေဟောတာရှိတယ်။အဲ့ဒီသူ့ကိုကြောင့်ပြုတော့ဟောတဲ့ဇတ်တော်တော်တော်များများလေးကဒီနေ့နှစ်ပုတ်လောက်ဘုံဘုံပြောခြင်းတယ်ပေါ့နော်။အဲ့ဒါပါလဲဆိုတော့ပထမဇတ်ကကောကိလဇတ်တဲ့ကောကိလဆိုတာအုပ်အောလို့အဓိပ္ပာယ်ရတယ် ဟုတ်လားဘဝတစ်ခုကပုံမလို့ဘုရားလောင်းကြီးကနော်ရှင်မင်းတပားရဲ့တိုင်ပြည်အုပ်ချုပ်တဲ့ရှင်မင်းတပားရဲ့နော်ပညာရှိဒုက္ခမေအမတ်ကြီးဖြစ်တဲ့ပေါ့အဲ့တော့သူ့ရဲ့ရှင်မင်းကလည်းပဲစကားအလွန်များတယ်မပြောသင်ရထပြောတယ်ပြောပြီးဆိုရင်လည်းပဲမထိန်ဘူးဟုတ်လားအဲ့ဒီရှင်မင်းကိုသူဘလို့များဒီစကားနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားအောင် ပြောရပါမလို့အခွင့်အခါကိုသူစောင့်နေတယ်ဘယ်ချီများ သူ့အခွင့်အရေးရမလို့ပြောဖို့အတွက်တင့်တော်တဲ့အကြောင်းတရားတစ်ခုတွေ့မလဲဒါကိုရှာဖွေရင်းနဲ့နေတာပေါ့အဲ့တော့ဒီနေ့တော့အဲဒီပြင်အမတ်တွေရော ဖရာလောင်ရောဘီရင်ကြီးရောနော်ဥယျင်ထဲမှာသူတို့အပန်းဖြေကြတယ်ဥယျင်ထဲအကြောက်ဖြာကြီးတစ်ခုပေါ်မှာထိုင်အဲ့လိုထိုင်ပြီးတော့စကားပါညာပြောစားရရှိတာစားကြတောက်ကြနေကြရင်းနဲ့ရုတ်တရက်အဲ့ဒီတစ်ပင်ပေါ်ကနေပြီးတော့အိုးအောင်ငှက်ကလေးတကောင်ကသူတို့ပေါ်ပြုတ်ကြလာတယ် ကြည့်လိုက်တဲ့အခါကျတော့အသက်မရှိတော့အဲ့နဲ့ဟာဒီအုံးကကဘယ်ကကြာလာဆိုအပေါ်မော့ကြည့်တဲ့အခါကျတော့အပေါ်မှာကြီးတိုက်တွေ့တယ်နော်ကြီးလဲတွေ့ရတယ်ကြီးလေးတွေအော်တယ်လဲကြားရတယ်အဲ့ဒါနဲ့ဘင်းကြီးကဘုရားလုံးပညာရှိမှကြီးကိုမေးတာဘယ်နဲ့ကြောင့်ဒီကြီးတိုက်တွေကနေဒီအော်ငှက်ကကြာလာတယ်အကောင်ကြီးကတော့မဲမဲလေးအတူပဲပေါ့ဒါပေမဲ့တကယ်တည်းကတော့မတူဒီကောင်ဘယ်လိုလုပ်ပြီးတော့အဲ့ဒီထဲရောက်နေတာတော့ဘယ်လိုလုပ်ပြီးတော့သူ့အဲ့ဒီကနေအခုကြာလာတာတော့ တော့ဘုရားလောင်းကဉာဏ်ရှိတဲ့အခါကျတော့အတွေ့အကြုံလည်းရှိတဲ့အခါကျတော့ဘုသူလာလည်းရှိတဲ့အခါကျတော့ဒါကိုသူနားလဲတယ်။နောက်တချို့အိုအဲငှက်မတွေဟာဒီကြီးလိုက်တဲ့ဟိုသူကဝင်ဝင်ပြီးတော့ဥတာကြီးမတွေကလည်းမသိဘူးသူတို့ဥလိုပဲထင်ပြီးတော့ဝင်ရင်းနဲ့နောက်ကျတော့အကောင်လေးပေါက်တော်တော်ကြီးထီလည်းပဲမသိဘူးမဲမဲလေးဆိုတော့သူ့အကောင်ကိုအကောင်ရောနေတာပေါ့အဲ့တော့ဒီလိုပဲအစာရှာကြွေးတယ်ဒါအိုဟောကလူကြီးလေလောက်တာပေါ့နော်အကြီးကမသိတော့ခံရတာပေါ့အခုဘာလို့ကြားလာတာလို့ဆိုတော့ဒီအိုဟောလေးက တော်တော်တောင်တောင်ဆုံးနေပြီเนาะ तू ဘာလို့ကြာလာလဲဆိုတော့ तू သူ့ကို तू အားကိုးပြီးတော့မနေနိုင်သေးတဲ့အရွယ်လေးမှာသူတို့အော်အော်ရဲ့အတန်ကို तू မြည်လိုက်အဲ့ဒါကြောင့်မလို့ကြီးကသူ့ကိုအော်အော်မှန်းသိသွားတာ तू တကယ်လို့အတန်မမြည်ဘူးဆိုလို့ရှိရင်ကြီးကသူ့ကိုအော်အော်မှန်းမသိဘူး तू လည်းအော်လိုက်ကြရောဟာဒါအော်အော်ပဲဆိုတာသိသွားတော့နော်ကြီးကလူလိုသားဆိုရင်တော့တော်တော်ရင်နာတော့မှာပေါ့နော်ငါသူ့ကိုငငယ်ကလေးတွေဆက်ကြွေးခဲ့ရတာငါသားလည်းမဟုတ်ဖဲနဲ့ပေါ့နော် ဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီအိုအိုထိုးသက်ပြီးတော့အတိုက်အပြင်းပဲကိုပြစ်ချလိုက်တယ်။ဟုတ်လား။အဲ့ဒါမလို့အိုအိုလေးကတေသွားတာ။အဲ့ဒါကိုမြင်တဲ့အခါကျတော့ဘုရားလောင်းကအကုန်ရှင်းပြတယ်။ဒီအိုအိုဟာမြည်သင့်တဲ့အချိန်မဟုတ်ဘဲနဲ့မြည်လို့မမြည်သင့်သေးတဲ့အချိန်မှာမြည်လို့အမှန်ဆိုသူကသူပြန်နိုင်ပြီတနေရာရောက်တော့မြည်ပေါ့သူဘယ်သူမှလာမထိုးဘူး။ဟုတ်လား။အခုသူကအချိန်မကြာဘဲနဲ့မြည်တဲ့အတွက်ကြောင့်ဘာဖြစ်သွားတာတော့ကြီးရဲ့တတ်တာကိုခံရတာ။အဲ့ကျဘုရားလောင်းကဟာဒါငါခွင်နဲ့ဝင်လာပြီပေါ့။ သူကဒါကိုစောင့်နေတယ်ဒီဟာမျိုးပေါ့နော်စကားနဲ့ပတ်သက်ပြီးတော့ဒီရှင်မင်းကိုဘလို့စောင့်မှလဲဆိုတာကိုစောင့်နေတာဆိုတဲ့အခါကျတော့အဲ့ဒါဘုရားလုံးကပြောတာ तू ပြောတဲ့စကားလေးတွေကအလွန်ကောင်းတယ်ကထာလေးဘုတ်ပြောတာယောဝေကာလီအတံပတ်တိအတိဝေလံပပါတတိဧဝံတော်နိဟတောတေတိကောကိလာယေဝအတ္တရဇောတဲ့မဟာရာဇမြတ်သောမင်းကြီးယောအကျဉ်သူတိဝေစင်စေကာလီကာလတိအတံပတ်တိမရောက်မီအတိဝေလအပိုင်းချားကိုလွန်၍လီပပါတတိဆို၏ မင်းကြီးတဲ့တချို့ပုံကိုယ်တွေကပြောတဲ့အချိန်မရောက်သေးခင်မှာပြောတဲ့နာထက်ပိုပြီးတော့စကားတွေကိုပြောကြတယ်ဟောနှစ်ချက်နော် तू မှားတာနော်ပြောတဲ့အချိန်မဟုတ်သေးဘူးဒါ तू မစောင့်နိုင်ဘူးပြောပြီးဆိုတော့လည်းပဲပြောတဲ့အတိုင်းအတာထက်လွန်ပြီးတော့ပြောတယ်ကာလီကာလသည်အတ္တံပတ်တိမရောက်မီအတိဝေလံအပိုင်းခြားကိုလွန်၍လိဘာတတိဆို၏တဲ့စာလိုလေးလည်းမှတ်ဖို့နော်ကောကီလာယအိုအမိုင်အတ္တရဇောတာတိနိဟတောတေ၍တေတိဤဝအိယတကဲ့သို့အေဝံမီ နော်အေမိတထာအေဝံမိတထာထို့အတူတောထို့သူတည်နေတော့သေရွသေတိအေယိုင်သေတတ်တယ်တဲ့အချိန်ကာလမရောက်သေးပဲနဲ့ကာဟိုအတိုင်းတာကိုလွန်ပြီးတော့စကားပြောလို့ရှိရင်ဒီအော်အငှက်ကလေးသေတယ်လို့တချို့လူတွေလည်းပဲနော်ပြောချိန်မရောက်ဘဲနဲ့ပြောလို့ပြောတင်တာတဲ့ပိုးြိုသေသားတာလေအများကြီးရှိတယ်ဟုတ်တယ်စကားကြောင့်တတ်ခံတဲ့လူတွေအများကြီးရှိတာပေါ့နော်နောက်ဒုတိယကာထာပြောတော့ကာထာတစ်ပုဒ်ကိုအကြာကြီးမရှင်းတော့ဘူးနော် အချိန်ဟသိမ့်မရှိဒုဗ္ဗတိတာမကောင်းသဖြင့်ဆိုသောဝါစာစကားသည်နိကတိခဏချင်းပါတိတိယထာတတ်တကဲ့သို့အေဝံတထာထို့အတူသူနိတိတံကောင်းစွာသူရသောတတ်ထံဓာတိနပါတိတိမတတ်တတ်တဲ့အလွန်သဘောကျတယ်ဒီစကားနော်မကောင်းသဖြင့်ဆိုလိုက်တဲ့စကားကအခဏချင်းပဲလူကိုအသေးတတ်တယ်လို့သူရထားတဲ့ဓာကအဲ့လိုမတတ်တတ်ဘူးတဲ့ နော်မကောင်းသဖြင့်ဆိုလိုက်တဲ့စကားတခါတည်းရမှာတွေးထားတဲ့ဓာတဲ့တောင်ကြောက်ရရကောင်းတယ်လို့ပြောတာဟုတ်လားတွေးတဲ့ဓာနဲ့တတ်လိုက်တာမှကြာသေးတယ်မကောင်းတဲ့စကားကြောင့်ဖြက်ခနဲ့ကိုသေးသွားနိုင်တယ်လို့ဆိုလိုတာဟုတ်လားပြီးတော့ဗာပြောတော့ဒုဗ္ဗတိတာမကောင်းသဖြင့်ဆိုအပ်တော့ဝါစာစကားသည် နိကတိတခဏချင်းပါတတိဤဝတတ်တဲ့သို့အင်းဝံဤအတူဟလာဟလန်လက်တလုံးသေးစေတဲ့သောဝီတန်အစိတ်ဒီနပါတတိမတတ်တတ် ခုတောက်လိုက်တာနဲ့အခုတန်းကနေတုံးကနေလဲပြီးတော့သေးသွားလောက်ပြင်းတဲ့အစိတ်ဒီခေတ်မှာရှိနော်ရှာဖို့တစ်ဆက်လောက်လေးတင်လိုက်တာနဲ့တန်းပြီးတော့သေးတယ်မိနစ်ပိုင်းအတွင်းမှာစက္ကန့်ပိုင်းအတွင်းမှာတန်းသေးတယ်လက်တလုံးသေးသေးတဲ့အစိတ်ပေါ့နော်မကောင်းသဖြင့်ဆိုအပ်သောစကားသည်လက်တလုံးတက်တက်ကဲ့သို့နော်လက်တလုံးသေးသေးတဲ့အစိတ်ကအဲ့ဒါလိုမျိုးမတက်တက်ဘူးဆိုလိုတာက ဘလောက်ပြင်းထန်တဲ့အစိတ်မျိုးထက်မဆိုမကောင်းသဖြင့်ဆိုလိုက်တဲ့စကားပို့ပြီးတော့မြန်မြန်ဆန်ဆန်အကျိုးမဲ့စေတဲ့တေသေးစေတဲ့တေလို့ပြောတာဟုတ်လားကောင်းစွာသွေးအပ်တော်ဒါတဲ့လက်တလုံးသေးသေးတော့အစိတ်တဲ့ gain ပေးတဲ့ဥပမာနော်ဒါကြောင့်စကားတခွန်မှားလိုက်တာနဲ့ဒုက္ခအကြီးကြီးရောက်တော်တာမျိုးတွေရှိတယ်ဟုတ်လားနောက်တတိယဂါထာလေးဟွဒုတိယဂါထာပါဠိလေးကမပြောလဲရအောင်နာဟိတတံသူနိဟိသူနိတိတံဝိတံဟလာဟလာမိဝါ ဣဝန္ဒိကတိပါတိတိဝါစာဒုဗ္ဗတိတယထနောက်တတိယခါတာကျွတ်မယ်နော်တတမကလေအကလေဝါဝါစံရခေယပန္တိတောနာတိဝေလံပပတေယအပိအထတမံမိဝါအတိဗျာပြောလို့ဆိုတော့တတမထို့ကြောင့်ပန္တိတောပညာရှိသည်ကာလေဝါကာလ၌၎င်းအကလေဝါကာလမဟုတ်သည်၌၎င်းဝါစံစကားကိုရခေယစောင့်ရဤအလွန်ကောင်းနော်ဒါကြောင့်မို့လို့တဲ့စကားဆိုတာအလွန်မှဘဝအပေါ်မှာအရေးပါတဲ့အတွက်ကြောင့်ဉာဏ်ရှိတဲ့လူဟာ ပြောသင့်တဲ့အချိန်မှာပဲဖြစ်ဖြစ်မပြောသင့်တဲ့အချိန်မှာပဲဖြစ်ဖြစ်စကားကိုစောင့်ရမယ်တဲ့စောင့်နေဆိုတာတတိထားလို့ပြောတာလက်ခေရနော်စကားကိုစောင့်နေဆိုတာတတိလေးနဲ့ပြောလို့ပြောတာဒီနေ့မှာစကားကိုနှစ်ခုထပ်သုံးထားတာတတိထားကြည့်နော်ကာလေဝါအကာလေဝါမပြောသင့်တဲ့အချိန်ဆိုတော့တော့ထားတော့ပြောကိုမပြောတော့နဲ့အခုကဘာလို့ပြောသင့်တဲ့အချိန်မှာထည့်ထားနော်ပြောသင့်တဲ့အချိန်မှာတောင်မှဘာနဲ့ပြောရမှာတော့တတိနဲ့ပြောတဲ့ တသမထို့ကြောင့်ပန္တိတော်ပညာရှိသည်ကာလေဝကာလ၌၎င်းအကာလေဝကာလမုတ်တီ၌၎င်းဝါဆန်စကားကိုရက်ခေရာစောင့်ရ၏အပိစင်စစ်တဲ့ဟောအခုပြောမယ့်စကားဘုမပိုးသဘောကြအပိစင်စစ်တဲ့အတ္တသမမိဝမိမိနဲ့တူသောသူ၌လေအတိဝေလံအပိုင်းချကုန်လို့ရဲ့နပပသေးရမဆိုရတဲ့ဘာလို့နားလဲလားဟွကိုနဲ့အတူတူထားပါတယ်ဆိုတဲ့လူမာတောင်မှအပိုင်းချကိုလွန်ပြီးတော့စကားကိုပြောနေတဲ့ဆိုလိုတာက ဒီလူကတော့ငါ့ကိုချစ်တယ်ငါလည်းဒီလူကိုချစ်တယ်သူ့ကိုတော့ကိုလိုပဲသဘောထားတယ်ဟောကိုနဲ့ကိုကိုလိုကိုသဘောထားတာဟုတ်လားတကယ်တမ်းကိုလိုသဘောထားရမယ့်လူကတော့တကယ်တမ်းကမရှိပါဘူးအတ္တသမပေမနတိမိမိနဲ့တူတဲ့ချစ်အပ်တဲ့သူဆိုတာမရှိပါဘူးဒါပေမဲ့လူတွေကတော့ပြောရတာမရှိဘူးလားဟာမင်းတော့ငါတို့ကငါတို့လိုကိုကိုငါတို့လိုသဘောထားတာနော်ဟောပြောကြတာမရှိဘူးလားဟောအဲ့လောက်ချစ်ရတဲ့စိတ်ချရတဲ့ကိုအကျိုးကိုလိုလားတဲ့ကိုကလည်းသူ့အကျိုးကိုလိုလားတဲ့ဟုတ်လားနော်ထို့ကြောင့်သမီးပါဆိုသားသမီးသားသမီးဆိုမိဘကိုလိုပဲသဘောထားကြတာပေါ့နော် ကိုယ်လိုသဘောထားပါတယ်ဆိုတဲ့လူတွေရဲ့အပေါ်မှာတောင်မှအတိဝေလံအပိုင်းချားကိုလွန်၍နပပတရားမဆိုရတဲ့နော်ပြောလို့ရတိုင်းရှောက်ပြောမနေနဲ့တချို့ဟာတွေကဒါပြောတာနော် တချို့လင်မယားချင်းဒါဒါတဲ့ယဉ်နီးတဲ့လူတော့မရှိဘူးဆိုတော့ပြောပြောရင်းနဲ့ပါလို့ရံဖြစ်ပေါ့ဟုတ်လားနော်စကားကိုဒါမလို့ဘလို့လူမျိုးပေါ်မှာပဲဖြစ်ဖြစ်စကားကိုဘာလို့ပြောရမလဲတတိနဲ့ပြောဘလောက်ယဉ်နီးပါလဲပြောပြောဘလောက်စိတ်ချအပ်ပါလဲပဲပြောပြော လူဆိုတာအကြိုက်ကအမျိုးမျိုးရှိတာလေဟုတ်တယ်မဟုတ်လားအဲ့တော့အကောင်းဆုံးကတော့ဘာတော့တတိနဲ့ပြောတာအကောင်းဆုံးပဲတော့ဒီကစကားလေးလည်းကြိုက်တယ်နော်အချိန်ကာလဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေညံရှိတဲ့လူဆိုတာစကားကိုစောင့်ရှောက်ရမယ်ဟုတ်လားကို့လိုပါပဲဆိုတဲ့လူတွေရဲ့အပေါ်မှာတောင်စကားကိုပြောတင်လာတဲ့ပို့ပြီးတော့မပြောနဲ့တဲ့အတိဝေလာအပိုင်းခြားကိုလွန်၍နတ်ပပတေရမဆူရအပိုင်းခြားဘယ်လိုပိုင်းခြားမလို့ညံရှိမှသိမှာနော်ဘယ်ချိန်ရက်ရမလဲ ဘယ်ချင်းရရမလဲအဲ့ဒါမသိရင်လည်းပဲဆက်သွားနေမှာသူကဟုတ်လားရက်တဲ့နေချင်းရရမှာနော်တော့ဘာပြောတော့သူပန်တော်ဂလုံမင်းသည်ဥဒကနဂါကိုအာရတီဤဝဖမ်းယူတကယ်သူအိဝတတာဤရတူအတိပုပ်ပေါ်ပညာရှိသွားရှိသောမတိပုပ်ပေါ်ပညာရှိသွားရှိသောရောစဝိစကနောအကျဉ်ပညာရှိသည်ကကာလီလျောက်ပတ်သောကာလနှင့်မိတန်နှိုင်းရှင်သောဇကားကိုဘာသေးဆို၏သောဝိစကနောထိုပညာရှိသည်တပ်ပေခတ်သိန်းကုန်သောအမိတ်ရန်သူတို့ကိုအာဒီတိဖမ်းယူနိုင်၏တဲ့ဒါပါပြောတော့ ဉာဏ်ရှိလို့တကားကိုကောင်းကောင်းပြောတတ်မယ်ဆိုရင်အချိန်ကာလကိုကြည့်ပြီးတော့ခွင့်ကြအောင်ပြောတတ်မယ်ဆိုရင်ဂလုံးကနဂါးကိုဖမ်းတယ်လို့ရန်သူတွေကိုအကုန်တော်ဖမ်းပြနိုင်တယ်တဲ့ဒါဖရာလောင်းကသူ့ဘရင်ကိုပြောတာနော်အဲ့လိုဆုံးမလိုက်တဲ့အစပြီးတော့ဘရင်ကြီးလည်းပဲစကားပြောတာကိုစင်ကျင်သွားတယ်ပေါ့ဒါဇတ်တော်တစ်ပုဒ်အဲ့ဒါခုနကတုန်းကတေတဲ့အဲ့ဒါအိုးအောင်ငယ်လေးကအဲ့ဒီကောကကောကလိကဖြစ်ခဲ့တာတဲ့ဒီဘဝမှာစကားစကားကြောင့်ဒုက္ခရောက်တာမဟုတ်အရင်တော့လည်းအတန်ကြောင့်သူဒုက္ခရောက်ခဲ့တာနော် ဒါတပုတ်ပေါ့နော်